အကွန်နီဆိုတာအေးုံသက်သက်ပဲလားအေးုံသက်သက်ပဲကျွန်တော်တို့တက်စင်အသုံးပြုနေတာလားဗောလေအဲ့ဒီအဲ့ဒီအမြင်လေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီအကွန်အသုံးပြုနေတဲ့ user တွေနဲ့ user တွေရဲ့ဒီ knowledge ကျွန်တော် share လေးလုပ်ပေးပါမယ်ကျွန်တော်အဲ့အကြောင်းတွေကိုတော့ကျွန်တော်တို့ဒီ union နဲ့ engineer တွေရဲ့ page မှာလည်းကျွန်တော်ဒီမှာရေးထားပေးပါတယ်အရင်တော့စာလေးတွေနဲ့ဗောလေစာလေးတွေနေနဲ့ကျွန်တော်ရေးထားပေးတယ်အခုတော့အာအလုံးစာလေးဖတ်စီရမလို့ပါဘောနော် ဗီဒီယိုလေးကျွန်တော် knowledge sharing လေးတင်ပြပါမယ်အဲ့တော့ aircon ဆိုတာအေးကိုတက်တက်ပဲလားဆိုလို့ရှိရင်ကျွန်တော်တို့ပြောရလို့ရှိရင်တော့ aircon ကအေးကိုတက်တက်တယ်မဟုတ်ပါဘူးတခြားသူ့ရဲ့ကျွန်တော်တို့ရဲ့အတွက်နောက်ထပ်ကောင်းကျိုးလေးတွေရှိသေးတယ်ပေါ့နော်အားလုံးပေါင်း၄ချက်ရှိပါတယ်အဲ့တော့ aircon ကဆိုလို့ aircon ကကျွန်တော်တို့ air conditioning ဆိုတဲ့စကားရပ်ကနေလာတာပေါ့နော် air conditioning ဆိုတာကျွန်တော်တို့လည်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီ ျွန်တော်သုံးနေတဲ့ air conditioner ပေါ့သူကတော့နားပေါ့လေအဲ့တော့သူကဘာလေးလုပ်နေလဲဆိုတော့လေးကိုကျွန်တော်တို့လိုလိုလိုပြုပြင်ပေးနေပါတယ်အလေးကိုလိုလိုလိုပြုပြင်တဲ့နေရာမှာသူကဘယ်ရှိတော့အနေကြည့်လဲဆိုကျွန်တော်တို့လူတွေ comfortable ဖြစ်ပြီးတော့တက်တော့တက်တာပေါ့နော်တက်တော့တက်တာနေထိုင်လို့ရတယ်အဲအနေအထားမျိုးဖြစ်အောင်လို့ဟိုသူကလိုလိုပြုပြင်ပေးတယ်နံပါတ်1သူက temperature ကိုပြုပြင်ပေးပါတယ်။ temperature လူတွေကကျွန်တော်တို့အရင်အေးလွန်းလို့ရှိရင်အေးလွန်းတဲ့ဒေသတွေအတွက်ဆိုရင် ျွန်တော်တို့ air conditioning လာကလေဘူးတွေထွက်ပေးတယ်လေနွေးတွေထွက်ပေးတယ်ပူတဲ့ຢာတွေဥလူတွေဆိုလို့ရှိရင်တော့သူကကျွန်တော်တို့လေလေအေးတွေထွက်ပေးတယ်ပေါ့ကျွန်တော်တို့ရန်ကုန်ဆိုလို့ရှိရင်တော့ဒါပူတဲ့ဒေသဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်မန္တလေးအေးဆိုလို့ရှိရင်လည်းဒါလေအေးတွေထွက်ပေးတယ်ပေါ့နော်အဲ့တော့လူတယောက်က comfortable ဆိုလို့ရှိရင်ကျွန်တော်20နာရီနဲ့20ကြာဆိုပြီးတော့ဒါတက်မှတ်ထားကြတယ်ပေါ့နော်25တော့အကောင်းဆုံးပေါ့အဲ့တော့ air con တွေက air conditioner တွေက ကျွန်တော်တို့25ဒီဂရီဆယ်စီယပ်စ်လောက်ကိုကျွန်တော်တို့ချိန်ဒီဇိုင်းပြုလုပ်ထားတယ်ပေါ့ဒါကတော့နံပါတ်1ချက် temperature နံပါတ်2ကတော့ relative humidity ကျွန်တော်တို့ရဲ့အခန်းထဲမှာကျွန်တော်လေတွေထဲမှာဆိုလို့ရှိရင်ရင်းခွေးပေါင်မှုတွေရှိတယ်ရင်းခွေးပေါင်မှုများတဲ့အခါကျလို့ရှိရင်လည်းမကောင်းလို့နည်းလို့ရှိရင်လည်းမကောင်းဘူးသူက relative humidity ကို40နဲ့60ကြာမှာကျွန်တော်တို့ထားပါတယ်အဲအများအကောင်းဆုံးကတော့50ပေါ့နော်အဲလောက်နေကျွန်တော်တို့ဒီဇိုင်းလုပ်ပါတယ်နောက်နံပါတ်3တတိယအချက်ကတော့ကျွန်တော်တို့တွေ ဒီလေးကိုဟိုလေးရဲ့တန်ရှင်းမှုပေါ့နော်လေးရဲ့တန်ရှင်းမှုကိုသူကဆောင်ရွက်ပေးတယ်လေးရဲ့တန်ရှင်းမှုဆိုတဲ့နေရာမှာနှစ်ပိုင်းရှိပါတယ်အဲပထမပိုင်းကကြတော့ပထမပိုင်းကကြတော့ကျွန်တော်တို့ဒီလေးအထဲမှာပါလာတဲ့အမှုန်တွေပေါ့နော်အမှုန်တွေကိုစစ်ပေးတယ်ဒီတန့်အောင်လို့သူကဆောင်ရွက်ပေးတယ်အခန်းထဲကလေးတွေအားလုံးကသူတွေဝင်မယ်ပြီးသွားရင်သူကနေပြီးတော့ပြန်ထွက်တယ်ဆိုတော့အဲ့အမှုန်တွေကိုစစ်ပေးတယ်အဲ့အမှုန်တွေကိုစစ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က အဲကောင်ပုံမှန်စီချောရတဲ့လုပ်ငန်းတွေလုပ်ရတယ်။အဲဒီမစီချောဘူးဆိုလို့ရှိရင်ဆိုတော့ဘာဖြစ်မလဲဆိုတော့လေတွေမတက်တော့ဘူးပေါ့နော်။လေတန့်ခြင်းမူအားနည်းလာမယ်။အချို့ secret တောက်တဲ့လူတွေကြီးတဲ့အခန်းတွေဆိုရင်အနက်နေထွက်နေမယ်။အဲ့ဒါကိုဒါဒါကတော့သူကဒီလေတန့်ခြင်းမူဆောင်ရွက်ပြီးတယ်။နောက်နည်းနည်းပို့ပြီးအဆင်ပြေတဲ့အခန်းတွေဆိုကျွန်တော် operation room တွေဆိုလဲ operation room ရဲ့ဒီဟိုမှာဒီခွဲစိတ်ခန်းတွေဆိုခွဲစိတ်ခန်းနဲ့တင့်တော်တဲ့ဒီကျွန်တော်တို့ air conditioning system တွေပေါ့နော် air conditioner တွေကိုအသုံးပြုရတယ် အဲနူနူတန်းရောက်ဒီလိုတန်းရောက်နေတယ်ပေါ့နော်ဒီလိုမျိုးဒါကတော့တက်ဆိုင်ရာ industry အတွက်လိုတဲ့ဟာတွေကိုကျွန်တော်တို့ aircon မှာဆောင်ရွက်ပေးရပါတယ် aircon ကဒါအေးရုံနဲ့မဟုတ်တော့ဘူးပေါ့နော်အဲနောက်ဆုံးတစ်ချက်ကကြတော့လေလှုပ်ရှားမှုကိုဆောင်ရွက်ပေးတယ်ကျွန်တော်တို့လေကလူကလေငြိမ်နေတဲ့အခါကြလို့ရှိရင်နေရခံရတာမကောင်းဘူးပေါ့နော်အဲ့တော့သူကခန်းထဲမှာရှိတဲ့လေကိုသူက motion ဖြစ်နေအောင်ဆောင်ရွက်ပေးပါတယ် ကဲကျေးဇူးပါဒါကျွန်တော်ဒီနေ့ညဝေပေးတာတော့အဲကွန်ကနေပြီးတော့အေးရုံတက်တယ်မဟုတ်ဘူးဆိုတာလေးကိုတော့ဒါမိတ်ဆွေတို့နားလည်အောင်လို့ယူဆပါတယ်အဲတော့မိတ်ဆွေတို့အနေနဲ့အရင်တော့အဲကွန်ဘလူးမြင်လဲပေါ့နော်အခုတော့ဘလူးမျိုးသဘောပေါက်သွားပြီလေကွန်မန့်လေးမှာရေးခဲ့ပြီပါဟုတ်ကျွန်တော်ထည့်ရတာကြောင့်ပါကျေးဇူးတင်ပါတယ်